အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုကျွန်တော်ဖတ်ပြပေးခြင်းတဲ့ဝတ္ထုလေးကတော့ဇိုင်းဆရာကြီးဆွေဦးတောင်းရေးသားထားတဲ့ယရနာဘုံလို့မည်ရတဲ့အခန်းဆက်ဝတ္ထုလေးရဲ့အပိုင်းလေးဖြစ်ပါတယ်ခင်ဗျာနားတော်တာအစဉ်ပြေကြပါအောင်ခင်ဗျာယရနာဘုံအပိုင်းလေး စေကဲကြီးဦးထင်ကျော်သည်ထိုအိမ်၌နေထိုင်လျက်ပင်ရှိတော်လေအိမ်ဝင်းမှစား၍အိမ်တွင်ရှိအိမ်ထောင်မှပရိဘောဂတို့သည်ကားမောင်ထုံးမြတ်ဤပစ္စည်းကြီးသာဖြစ်၍မောင်ထုံးမြတ်သည်စေကဲကြီးထံမှအိမ်လာကရရှိလေသည်ဤသို့ရောင်းဝယ်ပြီးဖြစ်တော်လေ၎င်းเจ้าကိုမောင်ထွန်းမြတ်ဤစည်ဤဥဒါတော်နှင့် မကျမ်းပုံတို့မှတပါအခြားသူတူတရားအောင်မြတ်မတိကြကုန်စေကဲကြီးသည် ငယ်စဉ်မှစ၍အသုံးဆွဲကြီးခဲ့သောကြောင့်အမွေနေ့ရသည့်ပစ္စည်းတို့ကုန်ခန်းသည့်အပြင်၎င်းဝိနည်းဝင်းတို့လည်းလက်၍သွားရကားမိမိသမီးကလေးခင်စိန်ကြီးအားစိုးစင်းမြပြောပြမပြကုန်ခင်စိန်ကြီးလည်းပိုက်ဆံဆိုသည်မှာအချိန်ကျလျင်လိုလိုရသည်ဟုအောက်မေ့ပြီးတကယ်တို့ဖခင်ဤခန်းခန်းနာနာနေထိုင်သောခြေနေကိုမြင်သည်ဖြင့်အမှုမဲ့မဲ့နေထိုင်ခဲ့ရာ မိမိတို့မြေပိုင်းဟူ၍တပြားရမျှမရှိသည့်အပြင်ကျွေးမြေများများတင်းလျက်ရှိသည့်အကြောင်းတို့ကိုမရိပ်မိရှာကုန်စိတ်ကဲကြီးမှမူတမိကလေးကိုပြော၍ပြတော်လဲစိတ်ပူယုံသာရှိတော်မည် ပြန်၍ရအောင်မည်မဟုတ်ဟုသဘောရသောကြောင့်ခရီးဝဲ၍ထားမြေတိုင်းထားလိမ့်၏အော်ငါများတည်သွားရင်ပိုက်ဆံကလေးတပြားတစ်ချမ်းများမကြံတဲ့အပြင်ကျွေးရှင်တွေကလည်းဝိုင်းလာပြီးပင်စင်ကလေးကလည်းပြုတ်ရှာတော့မယ်။အော်တမီးလေးတမီးလေး မင်းအတွက်တော့ဖေဖေပူလာချေးရဲ့နော်တင်းကတော့ဘာမှမသိချဘူးတနေ့ကတော့ရှိတဲ့ဆန်းနေရအတန်မကောင်းလို့အစ်တတကူလိုချင်နေတယ်ပြောရှာသေးတယ်ငါဘင်းနေချင်လို့ပြောရပါမယ်စသဖြင့်စိတ်ကူးနေရင်မိမိအနေတွင်ထိုင်း၍အင်္ဂလိပ်ပုံစာအုပ်တစ်ခုကိုဖတ်လျက်နေတော့သမီးစောကလေးမျက်နှာကိုကြည့်နေရခင်စင်ကြီးသည်ပုံတွင်ရေးစရာတစ်ခုတွေ့၍ ဖေဖေဖေနားထောင်စမ်းပါဗျာဒီပိုက်ကလေးဟုဆို၍ဖက်ပြပြီးလျင်ရဲလိုက်ရာပါပေါက်ကလေးတို့သည်ဘာတစ်ဖက်ကဘာတစ်ဖက်တစ်ချက်၌ပေါ်လာလျက်ရဲလိုက်သည့်အတန်ဒီလေးကြည်လင်အေးများ၍နွန်းစွာတောကခင်းပေ၏စစ်ကဲကြီးလေအော်ဘာကိုမှမသိရှာဘူးနော်ဟုအောက်မေ့၍ပြုံးလေလျင်ခင်းစိန်ကြီးကမိမိဖက်ပြသည်ကိုပြုံးသည်ထင်မှတ်၍ဖခင်ပြုံးအောင်လုပ်ရသည့်အတွက်အာရဝန္တာရှိလေ၏ ်စေကေကြီးသည်မိမိခင်ပွန်းငယ်စဉ်ကတည်ဆုံးပြီးသည့်နောက်ယာတို့တိုးတက်သည့်အပြင်ပစ္စည်းဥစ္စာများစွာအမွေနှင့်ရရှိပါတော့လေနောက်ထပ်၍အိမ်ထောင်မပြုတ်ကုန်တနေ့တနိုင်ကျောင်းနေဘက်တငယ်ချင်းတယောက်ကပြုံးရင်း၍ဘဲနေလေမိတ်ဆွေကြီးရဲ့ဒီလိုပဲနေတော့မလားမတင်တယ်ပါဘူးလေတယောက်လောက်တော့ချိန်အောင်မှပေါ့ဟုပြောလျင်စေကေကြီးဒီအိန္ဒြေရှိသောမျက်နှာနဲ့အိမ်ထောင်ပြုတ်ခြင်းနဲ့စေဤဆိုတဲ့၍ ခင်တို့မေမေနဲ့အတူတူထည့်ပြီးမြုပ်လိုက်ပြီဟုပြောလျင်တကယ်ချင်းဖြစ်သူလဲစကဲကြီးမျက်နှာထားကိုမြင်၍နောက်ထပ်မပြောဘဲရှိကုန်၏စကဲကြီးသည်ခင်ပွန်းဒေလွန်ဒီပါခင်စင်ကြီး၏အသက်နှင့်အမျှချီတော်လဲမနေ့ကပင်တည်ပြီးတကယ်တူအောင်းမိ၍အလွမ်းမပြေနိုင်ပဲရှိခဲ့ရာယခုမှမူဒေလွန်သူခင်ပွန်းတဲ့အတွက်လွမ်းရသည့်အပြင်အသက်အရွယ်ကလည်းအို ရှိနေသူသမီးကလေးအတွက်ကြောင့်လေစိတ်မအေးရသည့်တစ်ဖက်ဖြစ်ရကနှလုံးမကောင်းသောယောဂဆွဲကမ်း၍ဆရာဝန်ကြီးကိုပင်ခဏခဏခေါ်ရလေ၏ခင်စိန်ကြီးသည်စာအုပ်တွင်နောက်တစ်ခုရေးဖွဲတွေ့သည့်ဖြင့်ဖက်၍ပြအောင်မည်ပြုရာအစီကံတယောက်ကဆရာဝန်ကြီးလာပါသည်ဗျာဟုတင်လျှောက်သောကြောင့်စာအုပ်ကိုချထား၍ဖခင်အနီးသို့လာရာဆရာဝန်ကြီးလည်းအခန်းတွင်သို့ဝင်သွားလေ၏သွေးများကိုစံတဲ၍ရင်ကိုယ်လေးတေချာရှာဖွေကြည့်ပြီးလျှင် ယနေ့ယောဂတူသည်အခါတိုင်းထက်စိတ်မချမ်းမသာဖြစ်မိလက္ခဏာရှိသည်ဟုဆရာဝန်ကြီးကပြောရာခင်စိန်ကြီးသည် ဖခင်၏မျက်နှာနှင့်ဆရာဝန်ကြီး၏မျက်နှာကိုကြည့်ပြီးလျင်ဖဖေဒီလောက်နေမကောင်းမှန်းခင်မသိရပါကလားဖဖေဖေအတွက်စိတ်မချမ်းသာတယ်လေဖဖေတမီပြောပါအောင်ဖျားဆရာဝန်ကြီးပြပြမြမြပြအောင်ကုပါနော်ပြပြစိတ်မကောင်းရင်ခင်ကအနာကထိုင်းပြီးရေစရာပြောနေမယ်ဖေဟာနော်ခုရင်ကစာအုပ်ဖြဖြကြိုက်တယ်မဟုတ်လားဖေဟာဟုမျက်ရည်လေးလေးပြောရာ ဖေဖေဘာမှမဖြစ်ပါဘူးသမီးရယ်ဆရာဝန်ကြီးကအထင်မှားလို့ပါဖေဖေနေလို့အကောင်းသားပဲဖေဖေသမီးနဲ့ဖေဖေအတူနေရရင်ဖေဖေဘယ်တော့အစီမချမ်းမသာရှိနိုင်ပါမလဲဟုသမီးနှင့်ဖခင်တို့ပြောနေကြလေဆရာဝန်ကြီးလည်းညနာလွဲလေးရဲ့နေလေ၏၎င်းတော်စစ်ကဲကြီးကမိမိအင်းတွင်ရှိသည့်မေကြီးကလေးဘူးတွင်စီးကလေးကုန်းနေသည့်ဖြင့် တမီးရေဖေဖေစီးကြတဲ့ဘူးကိုဗီဒီယိုလေးကသွားယူပေးစမ်းပါဒီမှာကုန်နေပြီဟုလွတ်လိုက်လျင်ခင်စိန်ကြီးသည်ဖခင် ခိုင်းစီဒီကိုဆောင်ရွက်ရသောကြောင့်ဝမ်းမြောက်စွာထသွားလေ၏ခင်စိန်ကြီးသွားလျင်ဆရာဝန်ကြီးကအနေထိုင်သွားလာတည်ပြုပါနှလုံးတုံလောက်သောသတင်းတို့ကိုမကြားရလျင်ကောင်းတယ်စိတ်မချမ်းသာကြီးအကြောင်းများကိုလည်းမစင်းစားပါနဲ့စသဖြင့်ပြောပြလျင်ရွှေတင်းကားတစ်ဖြားယူပြီးပြန်သွားလေ၏ ခင်စင်ကြီးလေစီးကရက်ဘူဘူကိုင်လေးရဲ့အခန်းတွင်သို့ဝင်လာလျင်ဖခင်ကိုမမြင်ရသည်မှာ9မိနစ်ခန့်များသာရှိတော်လေ၎င်း9မိနစ်အတွင်းတွင်ဖခင်သည်9မိနစ်ခန့်အမြအိုး၍သွားသည်ဟုစိတ်၌ထင်သောကြောင့် ဖေဖေဘာဖြစ်တယ်လဲဖေဟုချိုသားစွာမေးတော့လေမေးပြီးမရသည်နှင့်ထိတ်လန့်ပြီးလှမောင်ကြီးစောကြီးကြီးဒေါခင်တို့ဟုအစီခံတို့ကိုခေါ်စေတွင်မောင်ထွတ်မြတ်သည် အခန်းတွင်သို့ဝင်လာလေ၏အစီခံတို့လည်းခေါ်တန်ကြားသည်ဖြင့်ပြာကြီးပြာရနှင့်ဝင်လာကြသောအခါမောင်ထွတ်မြတ်သည်စစ်ကဲကြီး၏မျက်နှာကိုကြည့်ပြီးလျှင်အစီခံတို့ဘဲသို့လှည့်၍ကိစ္စမရှိပါဘူးအပြင်မှသာနေကြ အလိုရှိမှခေါ်လိုက်မည်ဟုပြောလိုက်လေ၏ ်ထို့နောက်စစ်ကဲကြီးအနီးတွင်ဒူးထောင်လေးရဲ့မျက်နှာကိုတေချာစွာကြည့်ရာကြည်နေသည့်အတွင်တွင်ပင်စစ်ကဲကြီး၏ကာယအိန္ဒြေသည်ဆုပ်ယုပ်လျက်သွားသည်ကိုမြင်ရလျင်အစီကံတယောက်ကိုဆရာဝန်ကြီးထံအမြန်စေလွတ်လိုက်လေ၏ခင်စင်ကြီးလေဖခင်၏ခြေကိုဖက်လျက်ဖေဖေဖျားဖေဖေဖျားခင်ခေါ်တာမထူးဘူးလားဖျားဟုတနားစပွဲမျက်နှာဝေးလျက်နေရီဝဲလျက်ခေါ်ရှာလေ၏ သူခေါ်ပါတော့လေစကဲကြီးမှာမျက်စိမေးလေးရဲ့ငြိမ်သက်စွာနေလေးလေးရင်တစိတ်လှုပ်ပါအောင်ရှင်ကျမဖေဖေဘယ်တော့မှဒီလိုမဖြစ်ဖူးပါဘူးရှင်ဟုခင်းစင်ကြီးဒီမောင်ထွန်းမြတ်အားတောင်းပန်လေ၏မောင်ထွန်းမြတ်မှာဥပရိဝဒနာလေ၍လူနာကိုမြည်တို့ပြုစုရမည်မသိသဖြင့်ကိစ္စမရှိပါဘူးဆရာဝန်ကြီးလည်းအခုပဲလာပါလိမ့်မယ်ဟုဆို၍အသာပြောပြီးဆရာဝန်ကသာမျှော်လေးရဲ့နေကြလေ၏ ။နိုင်ဝက်ခန့်ကြာရှိလင်ဆရာဝန်ကြီးသည်မော်တော်ကားနှင့်ရောက်လာရာ မောင်ထွန်းမြက်သည်ခင်းစင်ကြီးဘက်သို့လဲ၍ကျုပ်တို့ပြောပြစီဆရာတို့မြည်ဒီမှာလူနာအခန်းတွင်၌မိမသားတို့ရှိလျင်မကြိုက်တတ်သောကြောင့်ခိတ္တလောက်အခန်းပြင်သို့သွားနေလျင်တာ၍ကောင်းမည်ထင်ပါသည်ဟုတောင်းပန်သောအတန်ဖြင့်ပြောလျင် ခင်စိန်ကြီးကပြော့လို့မှကောင်းပလီမောင်ကြီးရဲ့မိမသားဆိုပေမဲ့ကျမမှတမီးအရင်ဖြစ်တဲ့အပြင်တမီးတစ်ခုအဖေတစ်ခုစေမရှိမျိုးမရှိနေရသည့်အထက်ကျမအဖေဖေမမလို့မှကျမမပြုစုရဘူးလားရှင်ဟုပြန်ပြောလေ၏ ထိုကောင်မောင်ထုံးမြက်သည်လွန်စွာအကြက်ရာ၍အခွင့်ပြု၍လည်းမတော်အခွင့်မပြုပြန်လျင်လေမိတို့ကြံဖန်း၍ပြောရမည်မသိတရားခွင်၌ဖြစ်မှုတရားသူကြီးတို့နောင်ဝင်လောက်တော့ဈေးကပတ်ကုန်းပြောရန်စကားမရှာတော်လေအခန်းတွင်၌နေရန်မတင့်တော်သည့်အကြောင်းကိုအီမိန်ကလေးအားပြောရန်အလွန်ခဲရင်လေးရှိလေ၏ကျုပ်ဆိုလိုတာကဒီလိုပါဖခင်နေမကောင်းသည့်အခါတမိမပြူစုရဘူးလို့ပြောလို့ဒီမဟုတ်ပါဘူး ဆရာဝန်တို့သဘောကိုသိဖို့စစ်ကဲကြီးအကျိုးနမအကျိုးပြောမိပါတယ်ပြောမိသည့်အတွက်အကျုပ်ပေါ်စိတ်မရှိပါနဲ့ကျမအကျိုးလားဘာအကျိုးလားရှင်စစ်ကဲကြီးအကျိုးပါကျမအပြင်မှာနေရင်ဖေဖေမှာအကျိုးရှိမယ်လို့အရှင်အမှန်ပဲသိသလားအမှန်ပဲသိပါလေအမှန်မသိလျင်ဒီလောက်တော့ပြောမနေပါဘူးခင်စိန်ကြီးဒီဖခင်ဤမျက်နာကိုလမ်းယူတစ်ချက်ကြည့်ပြီးလျင်ဂျင်ကိုမလေးရဲ့စကားတခွန်းမှထပ်ပြေမပြောဘဲအခန်းပြင်သို့ထွက်သွားလေ၏ ဆရာဝန်ကြီးလေလက်ကိုသွေးစမ်းလေးရဲ့ရင်ကိုကရိယာတစားလို့ဖြင့်ကြည့်ပြီးလျင်ခေါင်းခါလေးဤမောင်ထွန်းမြတ်လေဘဲတို့ရှိပါသည်လေစိုးရင်ရရှိပါသလားဟုမေးရာ 23နာရီအတွင်းဟုပြော၍ကလထိုင်းတွင်ထိုင်း၍စားဆောင်ရေးပြီလျင်လက်အောက်ဆောင်ကလေးထံလူတယောက်ကိုလွတ်လိုက်လေ၏ဒိုကာမောင်ထွန်းမြတ်ကလူနာကိုအိတ်ခမ်းသို့ရွှေ့ပြောင်းလျင်မတင်တော်ပြီဘူးလားဟုမေးလျင်အခန်းပြောင်းလျင်တခါလေတေဖို့ရှိသည်မချွေပါနဲ့နော်မထူးပါဘူးဟုပြောသည်ဖြင့်မောင်ထိုးမြတ်သည်လူနာနှင့်ဆရာဝန်ကြီးကိုခိတ္တထားခဲ့ပြီလျင်ခင်းစိန်ကြီးချီရအခန်းသို့သွားလေ၏ ခင်စင်ကြီးလေမောင်ထွန်းမြတ်ကိုမြင်လျင်ထန်ရမရုတ်တရက်ထား၍ဖြစ်ဖြစ်ပဲနဲ့နေတလေရှင်တတိယပြီလားကျမကိုမင်းနေတလားဟုမေးလျင်မောင်ထွန်းမြတ်ကတတိမရသေးဘူးဟုပြောရဆရာဝန်ကြီးကဘယ်နဲ့ပြောတလေရှင်ပြောစမ်းပါချီချီခိုးပါရဲ့ဟုမောင်ထွန်းမြတ်အနာသူကပ်၍မျက်ရည်ချွဲလျက်ရှိသောမျက်နှာကလေးနဲ့မောင်ထွန်းမြတ်ကိုမော့ကြည့်၍မေးရမောင်ထွန်းမြတ်မှာရုတ်တရက်ဘာကိုမျှပြန်မပြောနိုင်မဲခင်စင်ကြီးနှင့်အတူထိုင်လျက်သာငိုလိုက်ခြင်းမိ၏ ိန်နေ၍လည်းမပြောကောင်းချုပ်တည့်ရဲ့ပြောလိုက်လျင်လည်းနားမဆိုင်အောင်ဖြစ်၍သွားမြည်ကိုဆိုးသဖြင့်စစ်ကဲကြီးစစ်ကဲကြီးယောဂါကဖြင့်ကြီးတာပဲတိုးတော့ရုတ်တရက်တော့ကိစ္စရှိနိုင်မှမထင်ပါဘူးဟုတဖြည်းဖြည်းပြောလင်းကင်းစိန်ကြီးဒီတစ်ကိုယ်လုံးတုံလုံးလျက်ဖြည်းဖြည်းမျက်နှာတခါတည်းတွားကြည့်ပြရစီရှင်တခါတည်းအပြင်ဆရာဝန်ကြီးကလည်းခွင့်ပြုကောင်းပါရဲ့ဟုတောင်းပန်ပြန်လင်းမောင်ထွန်းမြတ်ဒီစကားဖြင့်ရုတ်တရက်ပြန်၍မပြောနိုင်သောကြောင့်အခန်းပေါက်တွင်စီး၍ရက်လျက် မတော်လို့ပါနမရေတမီးနဲ့အဖဘယ်မှာခွဲထားခြင်းလဲလို့ရှိပါမလဲမတော်သေးလို့ပါတောင်းမှန်မရစေဟုပြောသည်တွင်ခင်စိန်ကြီးကကျမဖေဖေကိုဒီကိုလာပြီးစောင့်ချောက်သည့်အတွက်ဘယ်လောက်ကျေးဇူးတင်နေဆိုတာပြောလို့တော့မပြနိုင်ပါဘူးမောင်ကြီးရေကျမတို့မှာဆွေမျိုးညာတိဆိုလို့လေအင်မတန်မှနေပါလေဦးလေးတယောက်တော့ရှိပါရဲ့ဒါပေမဲ့ဖေဖေနဲ့တဲပြီးတင့်တင့်ကြတဲ့လက္ခဏာမရှိဘူးဒီတော့ကျမမှာအားကိုးရမယ့်ဖြစ်ပြီးနေလို့ အဲ့ဒီလိုဖြစ်နေလို့ကိုထွန်းမြတ်ကိုကျမမောင်ကြီးအရင်လိုသဘောထားပါရစေ။ကျမကိုလည်းနမကလေးလိုအောင်းမိပါရှင်။မောင်ကြီးလည်းဒီကနေ့ညအိမ်မပြန်ပါနဲ့တော့။ဒီမှာပဲခစ်တနေပြီးဖေဖေကိုစောင့်ရှောက်လိုက်ပါရှင်။ကဲဖေဖေတစ်စီလောက်တွားကြည့်လိုက်အောင်မယ်။ကြည့်ပြီးကျမကိုလာပြောလဲပါအောင်ရှင်ဟုပြောလိုက်ရင် ။ပေါင်ထုံးမြက်မှာဤမြလောက်ကျောလာသည့်မိန်းကလေးတယောက်ကမျက်ရည်ဆက်လဲနေမိမိအားအာကိုပြစေဟုတနားစွဲခိုင်းစေသည့်အလုပ်ဖြစ်သည့်အတွက်ငရဲသူခိတားလောက်ဆင်းပြီးငရဲခံလိုက်ပါအောင်ဟုပြောလျင်မငင်းမဆန်ဝမ်းမြောက်စွာဆင်း၍ခံကောင်းခံလိမ့်မည်ဖြစ်လေသည်။ ်ထိုနောက်မောင်ထွတ်မြက်သည်အမကြီးထံစာတစောင်းကုန်၍အစီကံတယောက်ကိုလွတ်လိုက်ပြီးလျင်ထိုညတွင်လူနာရှိသည့်အခန်းနှင့်ခင်းစိန်ကြီးကြည့်ရအခန်းသို့ကူးကြီးလာလေလုံး၍မိန်ကလေးအားတအားသမျှအားပြေးလျက်နေရလေ၏ မောင်ထွန်းမြတ်နှင့်ခင်စင်ကြီးတို့မှာချိန်ပေါင်းများစွာတွေ့ဆုံကြဘူးသည်မရှိတော့လေခင်စင်ကြီးမှာမိမိဒုက္ခတွေ့၍နေသည့်အခါ၌မောင်ထွန်းမြတ်သည်ဆွေမတော်မျိုးမဆက်ဖဲလေးရဲ့စောင့်ရှောက်ပြုစုသည့်အတွက်များစွာကျေးဇူးတင်ရှာသည့်ဖြစ်သောကြောင့်မောင်ကြီးကဲ့သို့အားထားလေးရဲ့အကျွမ်းတဝင်ရှိကြကုန်၏မိုးလင်းလူနီးလေလည်းလင်းမောင်ထွန်းမြတ်သည်ဆရာဝန်ကြီးနှင့်စကားပြောပြီး၍ခင်စင်ကြီးအခန်းသို့ဝင်လာပြီးလျင်ကလတိုင်တစ်ခုပေါ်တွင်ထိုင်လျက် စစ်ကဲကြီးကားဖြင့်မတက်တာဘူးနှမရေလုံလုံတတိမရဘူးလားတတိတော့ရပါရဲ့တတိရလျင်ကျမကိုမမေးဘူးလားစကားမပြောနိုင်ဘူးစိုးရင်ရသေးလားအပုံကြီးစိုးရင်ရတယ်ကျမမကြည့်ရဘူးလားကြည့်ချင်းကြည့်ပါတော့မထူးပါဘူးဟုပြောလျင်ခင်စိန်ကြီးသည်မောင်တွမျက်မျက်နှာကိုကြည့်လျက်ကျမကိုဖွင့်ပြောပါတော့မောင်ကြီးရေကျမဖေဖေရှိမှရှိသေးရဲ့လားဟုမေးလျင်မောင်တွမျက်သည်မျက်နှာလွှဲလျက်တတိထားပါနှမရဲ့ ်ခင်စိန်ကြီးသည်စကားကိုဆုံးအောင်နားမထောင်ပဲပြေးသွားပြီလျင်ဖခင်ရှိရာအခန်းသို့ဝင်ပြေးလေ၏ဆရာဝန်ကြီးလေအစီကံတို့ကိုအကြောင်းကြားပြီးဖြစ်တော့ကြောင့်အစီကံတို့သည် အခန်းပေါက်တွင်ရက်လျက်မျက်ရည်ဆက်လက်နှင့်စကားတီးတို့ပြောလျက်နေကြသည်ကိုတွေ့လျင်ခင်စိန်ကြီးသည်၎င်းတို့ကိုဖယ်၍အခန်းတွင်သို့ပြေးဝင်ပြီးလျင်အမလီဖဖြေရဲ့ဟုဟဲ့အော်၍အလောင်းဤတွင်ဒူးထောက်ကတဲစွာငိုကြွေးချာ၏ ်မိခင်လည်းမရှိဆွေမျိုးညာတိလည်းအားထားလောက်အောင်ရင်းရှာမရှိမွေးပေါက်ဖော်လည်းမရှိငယ်ချင်းမစား၍အဖေတခုသမီးတခုနေထိုင်ခဲ့ကြရာဖခင်မလည်းသူတစ်ပါးဖခင်နေမတူ အလွန်တရာအလိုလား၍မိခင်မြမကယူရပိုက်ထွေး ကလေးကဲ့သို့စောင့်ရှောက်ကာငောက်ရွေမြပြောမှုသည်မရှိသောဖခင်သည်ညနေခင်းအခါကားပင်ရေမောပြောဆိုလျက်နေကြရာမှယခုနဲ့နဲ့မလင်းမီပင်ရုတ်တရက်ရှောင်းတခင်သေးလုံး၍သွားသည့်အတွက်ခင်းစိန်ကြီးမှမိမြလာအပူကြီးပူရှာလိမ့်မည်ကို တွေးဆတော်မူနိုင်ကြမည်ဖြစ်၍ဖော်ပြရန်မလိုရှိ စေကကြီးအလောင်းကိုအခန်းပြောင်းပြီး၍နနက်10:00အချိန်ခန့်ရှိလျင် ခင်စိန်ကြီးသည်ဖခင်အလောင်းရှိရာမှအိမ်အောက်သို့ခေတ္တဆင်းသွားဧကန်းတွင်လူအချို့တို့သည်စကားစူညံစွာပြောလျက်ရှိနေကြသည်ကိုမြင်လျာ၎င်းလူတို့၏မျက်နှာကိုလည်းမမြင်ဘူးသောကြောင့်ကိစ္စကိုမေးမိဟုအနည်းသို့တွားလျင်မိမိ၏အစီကံတစ်ယောက်ကမဟုတ်ပါဘူးခမားတို့ရဲ့ပြောနေကြသည်ကိုကြားရသည်မှာကျွန်တော်ပြောပြရစီအောင်ခမားတို့ကစေကကြီးစီကရရန်ရှိတာမဟုတ်လား ။သို့တော့ခမရကလေးကတော့ဘာမှမသိချဘူးဗျ။သူ့ခမရအဖေသေးလို့ဒုက္ခရောက်တဲ့အထင်းမှာခမရတို့ကလာပြီးအပူတိုက်လို့ကောင်းနိုင်ပါမလားဗျဟုပြောလျင်တယောက်တော်သူကကျုပ်တို့နဲ့စကားတခွန်းနှခွန်းပြည့်ုံကလေးမြ။သူကစင်မလာနိုင်လျင်ကျုပ်တို့ကသူရှိရသွားရမှာပေါ့။ကြည့်ပါအောင်တော့ဗျာ။ကျုပ်တို့ငွေတွေတော့တုံတော့တုံးတတ်ကြရော။တော်တော်ကြာတော့ကျုပ်တို့တော့အဖက်လုပ်ပြီးစကားပြောမဲ့လူမရှိဘူးတဲ့။ကျုပ်တို့တော့မတွေ့ရလျင်မပြန်ဘူး။ဒီမှာပဲအိတ်တန်အိတ်ရလိမ့်မယ်။ ။ခင်စိန်ကြီးလည်းမိမိအစည်းကမ်းကိုခေါ်ပြေးလျင်ဘာဖြစ်ကြတာလဲပြောစမ်းပါ။မပြောပြရစေနဲ့မမလေးဖျား။ကိုထွန်းမြတ်ကိုအခေါ်လွှတ်လိုက်ပါပြီသူတို့မမြင်ခင်အိမ်မော်ကသာပြန်တက်နေပါမမလေးရဲ့ဖိဖိစီမှာငွေရစရာရှိလို့လေလားမှန်ပါဒီလိုပြောကြပါလေဟုပြောရင်းကင်းစိန်ကြီးဒီလူတို့ရှိရာအိတ်ခန်းရှိတဲ့ဝင်သွားလေဤ ကျမနဲ့တွေ့ချင်ကြလဲဆိုဘာကိစ္စလဲရှင်တို့ဟုမေးလျင်ကျွေးရှင်တို့သည်အတီးဒီမိမိတို့ရရန်ရှိသည်များကို ပြောကြလေ၏အချို့ကလက်မှတ်ထိုး၍ရှိသောအကျွေ အချို့ကကုံဘိုးအကျွေ အချို့ကအထက်အဝတ်ဖိုးကျွေအချို့ကစားတော့ရန်အတွက်ယူသောကျွေစသဖြင့်ဝိုင်း၍ပြောကြလျင်ခင်စိန်ကြီးလေဘာဟုမြပြန်မပြောနိုင်ပေအံ့အားတင်းလျက်နေလေ၏ထို့ကတယောက်သောသူက ကျုပ်တို့ယခုလိုလာပြီးနောက်ဆက်တယ်လို့လုံရတာများအင်တန်အားနာပါတယ်။သို့တော့စကဲကြီးမှာကြွေးထူတဲ့အကြောင်းရင်းမိလေတော့အရင်လာအရင်ရတဲ့အောက်မိလို့လာခဲ့ပါတယ်ဟုကောင်းမွန်စွာပြောလျင်တယောက်တော်သူကခမားတဲ့ကျုပ်ကဦးတော့မပေါ့ကျုပ်ရောက်တော့ခမားကိုဘယ်သူခမားတို့ဘယ်သူမှမရောက်သေးဘူးဟုဝင်ပြေးပြောလေ၏ ဒုက္ခခင်စင်ကြီးကဒါဖြင့်ကျမကိုဘာလို့စီခြင်းကြသလဲကျမတို့လက်ထဲမှာလည်းယခုတပြားမှမရှိသေးဘူးဟုပြောနေရင်တယောက်တော်သူကမရှိရှိတာကြံမှန်ပေးမှာပေါ့လေမရှိဘူးဆိုတာနဲ့တို့တို့ကအေးနိုင်မှာမလားသုံးလုံးကတော့ဟုပြောစဲတွင် မောင်ထိုးမြတ်ဒီအခန်းတွင်သူရုတ်တရက်ဝင်လာ၍ပါလေပါလေဘာဖြစ်ကြတာလဲခမရတို့ဘာလို့ရှိကြသလဲဟုအတန်ခတ်မှမနေမေးရတယောက်ကဘာလို့ရှင်လို့ရမလဲလीကျုပ်တို့ရကြရှိရကျွေးကျုပ်တို့လိုချင်တာပေါ့ဟုပြောလင်း ။ရရန်ရှိလျင်အချိန်ကျတော့ရလိမ့်ပေမပေါ့။အခုရှင်ရှင်ခမားတို့လာလို့ကောင်းနိုင်ပါမလားဟုပေါင်ထွန်းမြတ်ကပြောလေ၏။ဒုက္ခတယောက်ကချက်ချင်းပဲလာရတယ်ဗျာ။ပူပူနွေးနွေးရှိတဲ့အခိုက်ကရလိုက်မှာပေါ့တော်တော်ကြာမှဖြင့်ဤဒီရတာနဲ့အချုပ်တို့အလကအဆုံးမခံနိုင်ပါဘူးဟုပြန်ပြောလေတော့ကမောင်ထွတ်မြတ်ကကဲတဲစကားရှိတယ်ဗျာခမားတို့အခုချက်ချင်းထွက်သွားမလားမသွားဘူးလားမသွားဘူးခမားကပါဆိုင်တယ်လေချုပ်ကဆိုင်လို့ပြောတာပေါ့ ကောင်းပြီခမည်းတော်အလုံးထွက်သွားလိုက်ကြပါမသွားလို့ရှိရင်ပိုင်နဲ့ကျူးလွန်မှုနဲ့တရားစွဲရပါလိမ့်မယ်ဒီအိမ်စစ်ကဲကြီးအိမ်မဟုတ်ဘူးရောင်းပြီးတာတော်တော်ကြာပြီဟုပြောလိမ့်တချို့ကရဲလေရဲ့အချို့ကဒီလိုအဖျံမျိုးနဲ့မရသေးဘူးပြောဒါမျိုးတွေရိုးကုန်ပြီဟုပြောကြ၏မောင်ထွတ်မြတ်သည်လွန်စွာတည်ကြည်သောမျက်နှာနဲ့ကျွန်တော်ပြောမယ်ခမည်းတော်ယခုကျွန်တော်ခမည်းတော်ကိုလိန်ပြောလိုက်ရင်တော်တော်ကြာကြတော့ကျွန်တော်လိန်နာပေါ်လာမယ့်ဟာကပဲ ကျွန်တော်လိမ်ပါမလားမလိမ်ပါဘူးဒီအိမ်ဒီဝင်းနဲ့ဒီအောင်ဒီအိမ်ထောင်မှုတွေကိုအကုန်လုံးရောင်းပြီးတာ၃လလရှိသွားပြီဟုပြောလင်းတယောက်ကဘယ်သူ့ကိုရောင်းတယ်လဲအမိန်တော်ရမောင်ထွတ်မြတ်ကိုရောင်းလိုက်ပြီကြားဘူးတယ်ကြားဘူးတယ်တော်တော်ကောင်းတဲ့ရှိနေကလေးဆိုကားပဲအဲ့ဒီရှိနေကလေးဟာကျုပ်ပဲဒီအိမ်ဟာကျုပ်အိမ်ငွေကိုအပြည့်ဆက်ပြီးပြီလားဆက်ပြီးပြီ၃လလောက်ရှိပြီဒီငွေကိုစိတ်ကဲကြည့်ပါလို့ပြည့်တယ်လေ ။ဘာလို့ဖြစ်တယ်ကျုံမသိနိုင်ဘူး။ကျုံနဲ့လည်းမဆိုင်ဘူး။အဲ့ဒီတော့ကျုံရင်ဖြစ်တဲ့အတွက်ကျုံအခွင့်မရှိပဲခမားတို့ဝင်ခဲ့ကြတာ။ကျုလူမှုနဲ့တရားဆွဲမခံချင်းကုချက်ချင်းထွက်သွားလိုက်ကြပါဟုအာနာဒန်နဲ့ပြောလိ။လူတို့ဒီတယောက်ပြီးတယောက်အခန်းမှထွက်သွားကြရာတယောက်တော့သူကထွက်ရင်တဲပြီးစုပ်ပဲ့တဲ့ငနေကြီးဗျာတေတာပဲအေးပါတယ်ဟုပြောသွားဒီကိုမောင်ထွန်းမြတ်ကြားလိစုပ်ပဲ့သည်ဖြစ်စေမစုပ်ပဲ့သည်ဖြစ်စေသူ့သမီးရှိမှမင်းဒီလိုပြောဖို့အခွင့်မရှိပါဘူးဟုစိတ်ထွက်သောမျက်နှာနှင့်ပြောလိုက်လေ၏ ။ထို့နောက်ခင်စင်ကြီးဘက်သို့လှည့်ကာကဲလာနမဟုအခန်းပြင်ဘက်သို့ထွက်မြေပြူရာခင်စင်ကြီးသည်ထန်၍ငိုဦးလျက်ကျမဒီဖြစ်တယ်မသိဘူးမောင်ကြီးရဲ့ပြပြလေးကျမကိုဘယ်တော့မှဒီအကြောင်းနဲ့ဆက်ပြီးမပြောဘူး။သူတို့ကိုပေးရန်ရှိတယ်ဆိုတဲ့ဆိုရင် ကျမရှိတဲ့လက်ဝဲလက်စားကလေးတွေရောင်းပြီးပေးမှာပဲ။ကျမလည်းမဝတ်ချင်ပါဘူး။ဒါလေးတွေရောင်းပြီးပြပြတကြိုလို့ကြံတာသူတို့ကိုအကုန်ပေးလိုက်ရမှကျမစိတ်အေးတော်မင်မောင်ကြီးရဲ့။ကဲကဲမောင်ကြီးပဲကြည့်ရှုရောင်းပေးပါတော့။ ဖိဖိအတုဘအတွက်လေမောင်ကြီးစီမံပြီးငွေကြံသေးရင်လေဒီလူတွေဆက်လိုက်ပါတော့ဟုဆို၍ရှိသည်မလက်ဝတ်လက်စားတွေကိုအကုန်အပ်လိုက်လေ၏ဒီနေ့ဖက်ပြခဲ့တဲ့အပိုင်းလေးကိုအချိန်ပြည့်ပြီးနာတော်တာဆင်ပြေခဲ့ကြလို့အားလုံးကိုကျေးဇူးအထူးတင်ရှိအပ်ပါတယ်ခင်ဗျာနာတော်တာဆင်သူညီကိုမောင်နှမများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤချမ်းသာခြင်းများနဲ့တလုံးတဝပြည့်စုံနိုင်ကြပါစေကြောင်းကျွန်တော်ဟန်လင်းမှစုမုံကောင်းတောင်းရင်နောက်ထပ်အပိုင်းများမှာပြန်လည်ဆုံတွေ့ကြပါစို့လားခင်ဗျာ